အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေးဒီဗီဒီယိုမှာကျွန်တော်ဆိုလာနာနဲ့ပတ်သက်ပြီးတော့နားလည်မယ်ပေါ့နော်ဆိုလာနာကတော့တကယ်တမ်းကျွန်တော်ဒါဈေးကွက်ထဲမှာနာမည်ရှိတဲ့ coin တစ်ခုဖြစ်တယ်ပေါ့လက်ရှိအနေထားမှာကျွန်တော်ဒါဆိုလာနာ coin ကို entry point ကဘယ်မှာဖြစ်မလဲ target တွေကဘယ်မှာဖြစ်မလဲပေါ့နော်ပြီးတော့ကျွန်တော် short term long term ဘယ်လို plan တွေထားရှိရမလဲ chart pattern တွေရဲ့အနေထားဘယ်လိုရှိလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်လောက်နားလည်အောင်ပေါ့နော်လက်ရှိကျွန်တော်ဒါဆိုလာနာရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့169.7ပေါ့နော်ဒီအနေထားမှာကျွန်တော်တွေ့ရမှာဖြစ်တယ် market cap အနေနဲ့ကြည့်မှဆိုရင်တော့ကျွန်တော်89.6ဘီလီယံပေါ့နော်အာဒါ24 hour volume ကတော့9.69ဘီလီယံရှိမယ်ဒါ total supply ကတော့6.85မီလီယံပေါ့ circulating supply ကတော့925.23မီလီယံရှိမယ် maximum supply ကတော့ infinity အောက်မှာကျွန်တော်ဒါ website တွေကြည့်လို့ရမယ်ပေါ့နော်သူရဲ့ social media တွေကိုကျွန်တော် follow လုပ်လို့ရမယ်ပြီးတော့ကျွန်တော်ဒါ all time high ကိုကြည့်မှဆိုရင်ဒါ294.33ပေါ့နော်ဒါ January 16 2025 ဒါ9လရှိတော့ပေါ့ all time high ကနေလက်ရှိအနေထားဆိုရင်ကျွန်တော်တို့ -43.66% ပါဆန်မှာရှိရပါတော့။ all time low ကြည့်မယ်ဆိုရင်မေဆန်နဲ့2025နှစ်ရှိတော့ပါတော့။3.5 3.5နှစ်ပေါ့။ဒါလက်ရှိကျွန်တော်တို့ဒါ all time low ကနေပြီးတော့လက်ရှိအနေထားကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုရင်ဒါအပေါင်း3,2925 .68% တက်ထားတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒီဘက်မှာအပေါက်ထဲမှာကြည့်မယ်ဆိုရင်ဒါ solana နဲ့ပတ်သက်ပြီးတော့အချက်လက်တွေကိုကျွန်တော်ဒီမှာလည်းဝင်ဖတ်လို့ရမှာပေါ့နော်။ ိုတော့ကျွန်တော်ဒါ chart pattern လေးကိုတစ်ချက်လောက်နားလည်အောင်ပေါ့ဒါကျွန်တော်ဒါ Solana ရဲ့ core wa chart ကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီကနေပြီးတော့ lower low 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 အနေနဲ့ဒါ lower low lower high အနေနဲ့ကျွန်တော်ဒါ down side ကိုရောက်ခဲ့တာပေါ့နော်ဒီကနေစပြီးတော့ကျွန်တော် up trend back ကိုပြန်ပြီးတော့ higher high higher low အနေနဲ့ပြန်ပြီးတော့တက်ခဲ့တာလက်ရှိဆိုရင်ကျွန်တော်ဒါ166 169ပေါ့နော်ဒီအနေထားမှာကျွန်တော်ရှိနေတာဖြစ်တယ်ပေါ့ဒါကျွန်တော် premium channel မှာဆိုရင်တော့150 150နှစ်မှာကျွန်တော်ဒါ ဒါ entity တခုယူထားရှိရပေါ့နော် long back ကိုလက်ရှိဆိုရင်တော့ကျွန်တော်တို့ဒါ profit ထဲမှာရှိနေမှာပေါ့ဆိုတော့ဆက်ပြီးတော့လဲ Solana ကိုကျွန်တော် entry point ကိုပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒါ160 150ပေါ့ဒီကြားထဲမှာဖြစ်မယ်ပြီးတော့ကျွန်တော်တို့ဒါအထက်မှာဆိုရင်တော့ကျွန်တော်တို့က168 168 168 190ပေါ့နော်ဒါကိုကျွန်တော် cross load နိုင်မှာအထက်ကိုကျွန်တော်ကောင်းကောင်းမွန်မွန်ဖြစ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ ဒီနားလေးမှာ entry point ပေါ့နော်ကျွန်တော်တို့ဒါ160 150ပေါ့နော်ဒီကြားထဲမှာကျွန်တော်တို့ဒါ small margin low leverage long back ကို entry တစ်ခုယူထားမယ်ပေါ့နော်တကယ်လို့ဈေးကွက်ကကျွန်တော်တို့ downside ကိုရောက်လာမှာဆိုရင်ကျွန်တော်တို့အတွက် DCA point က140အောက်မှာကျွန်တော်တို့ဒါ second entry DCA အနေနဲ့လုပ်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ဟိုဘက်ကို target တွေအနေနဲ့ပြောရမှာဆိုရင်တော့ပထမဆုံးကျွန်တော်တို့ဒီဒါ short term target ကတော့180ဖြစ်မယ်ပေါ့နော် short 180ဖြစ်မယ်ပြီးတော့ဟိုဘက်ကိုကျွန်တော်တို့ဒါ200ပြီးတော့200အထက်ကိုတစ်ဖြည်းဖြည်းနဲ့ move ဖြစ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနားလေးမှာ ျွန်တော်150 160မှာစမောမာဂျင်လို့လည်းပြေး long back ကို anti ထားလို့ရမယ်ပေါ့နော်ကျွန်တော်ဒါ premium channel မှာတော့ကျွန်တော်ဒါလက်ရှိဆိုရင်လက်ဆိုလာနာကတော့ကျွန်တော် profit ထဲမှာရှိနေတော့ပေါ့ဆိုတော့ set ပြီးတော့ကျွန်တော်ဒါ daily ကိုတစ်ချက်လောက်နားလဲအောင်ပေါ့ daily ကကျွန်တော်ကြည့်မယ်ဆိုရင်ဒီကနေစပြီးတော့ကျွန်တော် fn စခဲ့တာပေါ့နော်ဒီနားလေးမှာကျွန်တော်ဒါ downside တန်းတဲ့လေးရှိခဲ့တယ်ရှိပြီးတော့ကျွန်တော်ပြန်ပြီးတော့လည်းဒါ recovery ဖြစ်နေတာကိုပဲတွေ့ရမယ်ပေါ့နော်ဒါမနေ့ကနေ့6ရက်တောင်မှကျွန်တော်ဒါ set တိုက်တက်နေတဲ့အနေထားကိုကျွန်တော်တွေ့ရမှာဖြစ်တဲ့ ဆိုတော့ဒီနားလေးမှာကျွန်တော်တို့ဒါ down set နည်းနည်းလေးရှိမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့160နဲ့မှ150ဒီကြားထဲမှာကျွန်တော်တို့ဒါ small margin low level down back quantity တစ်ခုယူထားမယ်ပြီးတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့168 180ပေါ့နော်ဒါကိုကျွန်တော် cross လုပ်မယ်ဆိုရင်တော့အထက်ကိုကျွန်တော် target တွေအနေနဲ့တရား60ပြင်းတော့200ဟိုဘက်ကိုကျွန်တော်ဒါ200အထက် target တွေကိုကျွန်တော်တဖြည်းဖြည်းနဲ့ move ဖြစ်မှာပေါ့နော်ဒါလက်ရှိကျွန်တော်ဒါ Solana နဲ့ပတ်သက်ပြီးတော့ဒီအနေအထားကိုကျွန်တော်တွေ့နေရတဲ့အနေအထားကိုကျွန်တော်အနေနဲ့ explain လုပ်တာဖြစ်တယ်ပေါ့နော် နားမနေတာမရှင်းတာရှင်းလဲကျွန်တော်လာမေးလို့ရတယ်အာဒါမှမဟုတ်လဲကျွန်တော်ဒါ comment ချန်ထားလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒါ Telegram မှာလဲကျွန်တော်လာမေးလို့ရတယ်ပေါ့ဆိုတော့ခနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်